သူမရဲ့ခန္ဓာကိုယ်ကိုလူစိုးကောင်ယာယူသွားမှာကိုရှောင်ကျဉ်နိုင်မှုအတွက်အမျိုးသမီးအားလူစိုးကောင်ဖမ်းမမိအောင်လို့ PSA အုံနာမှာပုံရှောင်နေပါတယ်။ဒါပေမဲ့ပုံနေတော့မှာပဲ PSA တရားထွက်လာပြီးသူမမျက်နှာကိုကြိုက်ကြပါတော့တယ်။လူစိုးကောင်ကတတိမထားပြီးပဲထွက်သွားတော့မယ့်အချိန်မှာမိနစ်အတော်ကြာတောက်ခံထားတဲ့အမျိုးသမီးအားနောက်ဆုံးမှာတော့တီးမခံနိုင်တော့ပဲထအော်လိုက်ပါတယ်။စူညံတန်ကိုကြားလိုက်ရတဲ့အချိန်မှာပဲလူစိုးကောင်ဟာအမြန်ပြေးလာပါတယ်။ ီလိုရေးကြီးနေတဲ့အချိန်မှာပဲအမျိုးသမီးအားအာကုံသုံးပြီးတော့ထိန်းချုပ်မှုမရှိတော့တဲ့ခန္ဓာကိုယ်ကိုဖိဖိချင်းဆွဲပြီးရေထဲကိုလှိချာလိုက်ပါတယ်။အဲ့ဒီအချိန်အလျင်စီလိုလိုက်လာတဲ့အမျိုးသားဟာကံမော်ကားနေပဲမျောသွားတဲ့တာကောင်ကိုတွေ့လိုက်ရပါတယ်။7မိနစ်ကြာကြောင်မျောပါသွားပြီးတဲ့နောက်မှာတော့ကံကောင်းစွာနဲ့မျိုးသမီးအားတတုံးကြီးတတုံးကိုဖတ်တွေ့မိလိုက်ပါတယ်။ဒီလိုနဲ့ခွန်အားတွေကိုအစွမ်းကုန်ထုတ်သွင်းပြီးကံမော်တို့ရအောင်တက်လာခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကံမော်ရောက်ပြီးမကြခင်မှာပဲလူစိုးကောင်ကသူခန္ဓာကိုယ်ရဲကိုထိုးသွင်းခဲ့တဲ့မေစီကအစွမ်းပြလာပါတော့တယ်။ သူရဲ့တက်ရှုတန်တွေမြန်ဆန်လာပြီးတကိုယ်လုံးလှုပ်လို့မရတော့ပါဘူးဒီလိုအခြေအနေမျိုးကသူ့အတွက်ပိုပြီးတော့အန္တရာယ်ရှိပါတယ်အဲ့ဒီအချိန်မှာပဲမိုးစိမ့်တဲ့အဘိုးကြီးတယောက်ဟာသူ့အနာကိုရောက်လာပါတယ်အဘိုးဟွာထိုင်ချပြီးအမျိုးသမီးရဲ့ခန္ဓာကိုယ်ကိုလှုပ်ပြီးတော့အခြေအနေကိုမေးချင်နေပေမဲ့ဘာမှတုံ့ပြန်မှုမရှိခဲ့ပါဘူးအဲဒီလိုနဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ကိုပြန်လဲအိတ်ခမ်းကြည့်တော့လေအမျိုးသမီးရဲ့ခန္ဓာကိုယ်ကမလှုပ်ရှားနိုင်တာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့မျက်လုံးတွေကတုတ်ပြန်နေတာကိုတွေ့လိုက်ရတော့အဘိုးအိုလည်းအကူအညီလိုအပ်နေရင်ချက်ချင်းတောင်းဖို့ပြောလိုက်ပါတယ်။ မျိုးသမီးကအဘိုးကြီးကလူဆိုးလားလူကောင်းလားမသိပေမဲ့သူ့ရဲ့မျက်တောင်တွေကိုခတ်ပြလိုက်ပါတယ်။အဘိုးကြီးကဒါကိုမြင်တော့တုံးလေးလေးတခုကိုယူပြီးအမျိုးသမီးကိုတင်ကအခန်းထဲမှာတေချာထားထားလိုက်ပါတယ်။အဘိုးကြီးကရဲစခန်းကိုသတင်းပို့ဖို့လုပ်နေတော့မှာပဲ။ရုတ်တရက်ပြင်ဘက်ကနေတကားခေါက်တံကိုကြားလိုက်ရပါတယ်။အမျိုးသမီးလည်းရုတ်တရက်လန့်သွားပါတယ်။အဘိုးကြီးတကားဖွင့်လိုက်ပြီးတဲ့နောက်မှာတော့လူဆိုးကောင်ကသူနဲ့သူ့ဇနီးတွေတို့နှစ်ယောက်ဟာလမ်းပြောက်သွားကြပြီးတော့အင်ကြီးအနီအောင်ဝတ်ထားတဲ့သူ့ရဲ့ဇနီးတွေဟာပျောက်နေကြောင်ပြောပြီးနှစ်ဖူးကတိုင်ရာကိုအကြောင်းပြကအိမ်ထဲဝင်ကျင်နေပါတယ်။ အဘိုးကြီးကလည်းသူ့ကိုခနာစားဖို့ပြောပြီးတကားပေးလိုက်ပြီးအမျိုးသမီးပြောပြမှုရဲ့အချက်လက်များနဲ့ပေါင်းဆက်တွဲကြည့်လိုက်တော့ဒီလူပြောတာတွေဟာအမှန်တွေလားအလေအညာတွေလားမသိမကွဲဖြစ်နေရပါတယ်။ဒါပေမဲ့ရဲကိုဖုံးဆက်ပေးတဲ့ပို့ပို့လုံနေတော့မှာပဲအဲ့ဒီလူဟာအိမ်ထဲဝင်လာပါတော့တယ်။အဘိုးကသူ့ကိုစူပူချိန်မောင်းပြီးမောင်းထုတ်ပေးမယ်တဲ့ထိုလူဟာထွက်သွားဖို့ရည်ရွယ်ချက်မရှိပါဘူး။အဲ့ဒီအပြင်အခန်းထဲမှာလိုက်ရှောက်ကြည့်ပြီးအမျိုးသမီးကိုမတွေ့တဲ့အချိန်မှာတော့သူဟာကမန်းကနန်းနဲ့ပြန်ထိုင်ပြီးဇလန်းတွေရှောက်ပြောပါတော့တယ်။ သူပြောတာကတော့သူတို့လင်မယားနေအောင်အတူတောင်တက်သွားကြရင်ဇနီးဖြစ်သူကမြစ်ထဲပြုတ်ကျသွားတာလို့ပြောပါရယ်သူဇနီးကိုကေတင်မိုးလုံရင်လဲကျသွားတော့လက်ကင်ဖုံးလဲပျောက်သွားသလိုသူမိမကိုလည်းဆုံးရှုံးလိုက်ရတယ်လို့ဆိုပါရယ်အဘိုးကြီးလည်းယုံတဝက်မယုံတဝက်ဖြစ်နေတဲ့အချိန်မှာမူသားဖော်ဖို့အချက်တစ်ချက်ပေါ်လာပါရယ်အဘိုးကြီးကလည်းမင်းဖို့ပျောက်သွားတယ်လို့ပြောလိုက်တယ်ဟုတ်လားဒါဖြင့်မင်းကဘယ်သူလဲလို့မေးလိုက်တော့လူစိုးကောင်ကကျွန်တော်ပြုတ်ကျပြီးခေါင်းရှုပ်သွားတာဖြစ်မယ်လို့ပြန်ပြောလိုက်ပါရယ်အဘိုးကြီးရဲ့စိတ်ထဲမှာနောက်ဆုံးတော့နားလဲသွားပါပြီ အဲဒီနောက်ဖြည်းဖြည်းချင်းထားလိုက်ပြီးအဲဒီလူနဲ့အဝေးမှာဖုန်းနဲ့ရဲကိုတရင်ပို့ပို့ကြံစီလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲလူစိုးကောင်ကအဘိုးကြီးထိတ်လန့်နေတာကိုတွေ့သွားပါတယ်။အဲဒီအချိန်ဆိုဖာအောက်မှာပုံနေတဲ့မျိုးသမီးလေးရှင်ထဲမှာတုံ့လောက်သွားပါတယ်။ဒါပေမဲ့လူစိုးကောင်ဟာအဘိုးကြီးစီတီတီငင်ငင်နဲ့လမ်းလျှောက်သွားလိုက်ပြီးတော့အဘိုးကြီးလက်ထက်ကဖုန်းကိုတောင်းလိုက်တော့အဘိုးကြီးကမငင်မဲဖုန်းကိုပေးလိုက်ပါတယ်။ဒါပေမဲ့အဲဒီလူလှည့်သွားတဲ့အခါမှာတော့အနားမှာရှိတဲ့ဗီဒီယိုနဲ့လူကိုပြီအောင်လုပ်ပြီးဖုန်းကိုပြန်ကောက်ယူလိုက်ပါတယ်။နောက်ဆုံးမှာတော့အဘိုးကြီးဟာရဲစခန်းကိုဖုန်းဆက်ပြီးအကြောင်းကြားလိုက်နိုင်ပါပြီ။ လူစိုးကောက်လေတာကိုမြင်တော့ဟန်ဆောင်မနေတော့ပဲအဘိုးကြီးစီကိုတိုက်ရိုက်ပြီးသွားလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲအဘိုးကြီးဟာတနစ်လုံးလေလှုပ်ထားတဲ့အတွက်ခန္ဓာကိုယ်ဟာနွားဦးတကောင်လိုပဲအတော်လေးတန်မာလာပါတယ်။နှစ်ချက်သုံးချက်လောက်ထိုးလိုက်ရုံနဲ့လူစိုးကောက်ကိုအလဲထိုးနိုင်ခဲ့ပါတယ်။လူစိုးကောင်ဟာလေသူကအဘိုးကြီးရဲ့ပြမျက်မဟုတ်မှန်းသိလိုက်ရတော့ညှတာပေးဖို့အဘိုးကိုစတင်တောင်းဆိုရင်ခုနကသတိလက်လွတ်ဖြစ်သွားတာဖြစ်ကြောင်းပြောနေပါဗါးအဲ့ဒီနောက်ဘိုးကြီးသတိမထားမိတဲ့အချိန်မှာပဲအနောက်ကနေဓာတ်ကိုဆွဲယူလိုက်ပြီးအဲ့ဒီဓာတ်နဲ့အဘိုးကြီးရဲ့ခြေတလုံးကိုထိုးလိုက်ပါဗါး ီလိုနဲ့ပဲအဘိုးကြီးအားအမျိုးသမီးရဲ့အရှိမပဲရက်ဆက်စွာအသက်ခံခဲ့ရပါတယ်။နောက်ဆုံးမှတော့အမျိုးသားဟာအခန်းထဲမှာဒက်စီတွေလောင်ပြီးအလောင်းနဲ့တဲလုံစာတွေကိုမီးရှို့ဖျက်ဆီးဖို့စီစဉ်မှာတော့တယ်။ဒါပေမဲ့အောက်မှလဲလျောင်းနေတဲ့အမျိုးသမီးကတော့ကက်တရှင်မီလောက်နေတာကိုကုရခရမဲစွာကြည့်နေုံကတပါဘာမှမတက်နိုင်ခဲ့ပါဘူး။အမျိုးသမီးလည်းမီးရဲ့ဝါမျိုးချင်းကိုမခံရဖို့အတွက်အာကုံတုံးပြီးကက်လန့်ကာကိုဆွဲတင်လိုက်တော့ထွက်သွားဖို့ပြင်နေတဲ့အမျိုးသားဟာအမျိုးသမီးပေးပို့လိုက်တဲ့အချက်ပြမှုကိုတွေးရှိသွားပါတယ်။အဲဒီနောက်မှာတော့အိမ်ထဲကိုဝင်လာပြီးအမျိုးသမီးကိုပွေးချီပြီးတော့ထွက်သွားပါတော့တယ်။ ဒါပေမဲ့အကယ်ခံရတဲ့အမျိုးသမီးကမပျော်ရွှင်နေပါဘူး။ဒီမျိုးသားလက်ထဲရောက်သွားရင်သူမဘာဖြစ်မလဲဆိုတာသိနေပါလေ။မေဇီအာနီတင်မမြန်ပြဲသွားဖို့သာစိတ်ထဲမှာတိတ်တိတ်လေးစူတောင်းနေပါတော့တယ်။မကြခင်မှာပဲအမျိုးသားဟာသူတို့ဆုံတဲ့နေရာစီပြန်ရောက်သွားပါလေ။တန်တရားဖြစ်စရာတဲလွန်စာတွေကြံခဲ့မှာဆိုတဲ့အတွက်သူဟာအမျိုးသမီးရဲ့ကားကိုဖုံးကွယ်ထားတဲ့နေရာကိုဆွဲသွားဖို့ပြင်ဆင်နေပါလေ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲအရာရှိတစ်ခုကအဲ့ဒီနေရာကိုလာစစ်ဆေးပါလေ။ကားတွင်းပိုင်းကိုကြည့်လိုက်ပြီးတဲ့နောက်အမျိုးသားစီလမ်းလျှောက်သွားလိုက်ပြီးတော့အမျိုးသားကိုမေကွန်းနဲ့မေးလိုက်ပါလေ။ လက်ဆက်သက်တော့ဒီရဲရာရှိဟာအဘိုးကြီးတည်င်းပေးပို့လိုက်လို့ရောက်လာတဲ့ရဲရာရှိပါဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့အိမ်ကမီလောင်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့အမျိုးသားကတော့ရဲရာရှိကိုသူတို့ကဒီတိုင်းကမတော်တဆဖြစ်တာပါလို့ပြောပါတယ်ရဲရာရှိပြောနေတဲ့ဒီကိစ္စကိုသူမသိကြောင်ပြောပါတယ်ရဲရာရှိကလည်းဒီလိုပြောနေတဲ့စကားကိုမယုံပါဘူးဘာလို့လဲဆိုတော့အဘိုးကြီးတည်င်းပို့တဲ့အချိန်တုန်းကတိုက်ခိုက်နေကြတဲ့အတန်တူးကြလိုက်ရလို့ပါအမျိုးသားရဲ့နဖူမှာလည်းဒဏ်ရာတစ်ခုရှိနေပါတယ်။ရဲရာရှိဟာကားရဲကအမျိုးသမီးကိုမေးလိုက်တဲ့အချိန်မှာတော့မူမမှန်ဖြစ်နေတာကိုရှာတွေ့သွားပါတယ်။ အမျိုးသမီးကကဲပါလို့ပြောနေတဲ့အချိန်မှာအမျိုးသားကရောက်လာတာမလို့ရဲရာရှိကခက်ခွခွာနေဖို့အမျိုးသားကိုပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ရဲရာရှိကကားထဲမှာမူရစေထိုးထားတဲ့စေထိုးအပ်တွေတွေ့လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်အမျိုးသားဟာစတင်တိုက်ခိုက်ပါတော့တယ်။ရဲရာရှိလည်းလူစိုးကောင်လက်ချံနဲ့တက်ရှိတွေတဘာဝအတိုင်းညီကုန်းချုပ်သွားရပါတော့တယ်။အရင်နောက်မှာတော့လူစိုးကောင်ဟာရခင်နီလန်အတိုင်းတက်သေးဖြောက်ပြီးအလောင်းကိုမီရှိုးဖြက်စီခဲ့ပါတယ်။အရင်နောက်ကားကိုရေကန်ဘက်ကိုမောင်းသွားပြီးတော့အမျိုးသမီးကိုကားထဲကဆွဲထုတ်ပြီးလှေပေါ်တင်လိုက်ပါတယ်။ အမျိုးသမီးလည်းသူကိုယ်သူလူတက်မှုမှာပါဝင်ခဲ့မိပြီဆိုပြီးဘွားကိုဆုံးသက်ဖို့ပြင်ဆင်ထားပါတယ်။လွန်မြောက်ဖို့လမ်းစာတွေမရှိတော့ဘူးဆိုပြီးအမျိုးသမီးလည်းစိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်။သူရှိကထူဆန်းပြီးကြောက်စရာကောင်းတဲ့သူကိုကြည့်နေမိပေမဲ့သူလုံးဝသနာမခံခဲ့ပါဘူး။အဲ့ဒီအစားအဲ့ဒီလူကိုသူစီလောင်လှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသားဟာအနေရကိုတတိမထားမိပဲသူ့အနာကိုရောက်လာပြီးအဝတ်စားချုပ်ဖို့လုပ်နေတဲ့အချိန်မှာတော့အမျိုးသမီးကကျမတောင်းပန်မှာမဟုတ်ဘူးဆိုပြီးအမျိုးသားရဲ့လေပင်ကိုဓာကောင်းနဲ့ထိုးဆိုင်လိုက်ပါတော့တယ်။ အဲ့ဒီနောက်တနက်နေ့ချက်ပေါင်းများစွာပြစ်ပြီးတဲ့နောက်မှာနောက်ဆုံးတော့ရေကန်ထဲကိုကျသွားပါတော့တယ်။အမျိုးသမီးလည်းတင်းမနေတဲ့ကြော်ရီပြေးသွားပြီးတဲ့နောက်စိတ်လှရှားမှုတွေကြာကမျက်နှာပေါ်မှာအပြုံတပန်ပွင့်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ခက်ခက်ခဲခဲရုံကန်ပြီးကမ်းပေါ်ပြန်တက်လာခဲ့ပါတယ်။အသက်ပြင်းပြင်းရှူလိုက်ပြီးတဲ့နောက်ဖြစ်ပျက်ခဲ့သမျှတရေရှင်ရဲ့အတွေ့အကြုံတစ်ခုလုံးကိုပြန်တွေးနေမိပါတယ်။ဒီခိုက်တန့်လေးမှာသူနားလေသွားတာကတော့ဘလောက်ပဲအခက်ခဲတွေနဲ့ကြုံတွေ့နေပါစေဘယ်တော့မှအရှုံးမပေးဘူးပါပဲ။တေချင်းတရားကကြောက်ဖို့ကောင်းပါတယ်။ကောင်းမွန်တဲ့အရာတွေပြုလုပ်ဖို့အတွက်အသက်ရှင်ဖို့လိုအပ်ပါတယ်။ ဘဝဟာစူပိအနေနဲ့ပြည့်နေနေပေမဲ့လည်းအသက်ရှင်တန်းခြင်းဟာအောင်မြင်မှုတစ်ခုပါပဲ။